ဒီနေ့နင်းနီအုံသေး cheese ပေါင်ပေါင်လေးလုပ်ပြပါမယ်။ crispy လေးနဲ့စားလို့ကောင်းပါတယ်။အာဒါကတော့ one make ကိုနင်းနီနည်းနည်းထည့်ပါတယ်။ပြီးတော့ဒါကတော့ dry yeast ပေါ့နော် dry yeast ကိုလပိတ်စုံနဲ့နှစ်စုံထည့်ပါတယ်။ပြီးတော့စားလေးအနည်းငယ်ထည့်ပါတယ်။တကြားနှစ်စုံထည့်ပါတယ်။အချို့ကြရင်လည်းပိုထဲပေါ့နော်ပြီးရင်တော့ကြက်ဥတလုံးထည့်ပါတယ်ပြီးရင်ဒါကထောပတ်စီလေးလည်းထည့်ပါတယ်ဒါကို ဟောတမသွားတဲ့အထိမှွေပါမယ်။ milk ကိုအေးတာပူတာထည့်လို့မရပါဘူးเนาะ။ဒီတိုင်းနွေ့နွေ့လေးဖြစ်တဲ့ one milk ကိုထည့်ရပါတယ်။ပြီးရင်တော့ဒီထဲကိုနင်းနေကဒါဆမ်ချိန်ခွက်နဲ့ပေါ့เนาะ။နှစ်ခွက်ဂျုံမှုန့်ထည့်ပါတယ်။ထည့်ပြီးတော့မှသူ့ကိုနေပေးမယ်ပေါ့เนาะ။အားလုံးကိုတမသွားတဲ့အထိပေါင်းပေါင်းသားလေးချောလာတဲ့အထိနေပေးလိုက်ပါမယ်။ ဒါလေးကအချိန်တော့နည်းနည်းယူရပါတယ်10မိနစ်လောက်နေရပါတယ်အာဒါလေးပေါင်ပေါင်သားလေးချောသွားပြီဆိုလို့ရှိရင်တော့သူ့ကိုအာတနာရီလောက်ပေါ့နော်အုပ်ထားပြီးတဲ့အခါကျတော့မှနှက်ထားပြီးလိုက်ပါမယ်ကဲတနာရီလောက်နှက်ပြင်းတော့ပေါင်ပေါင်လေးကဒီလိုလေးဖောင်းလာပါပြီဂျုံသားလေးကပေါ့နော်ကဲဒါလေးကိုယူပြီးတဲ့အခါကျတော့မှကျမတို့ထနေပါမယ်အထဲကိုအစာသွတ်ဖို့အတွက်ထောပတ်စီထည့်ပါတယ် ပြီးတော့အုံးသီးပေါ့နော်ဒါအုံးသီးကိုတခြားနဲ့ယူထိုးပြီးသား sweet coconut ပေါ့နော်ဒါလေးကိုထည့်ပါတယ်ပြီးရင်တော့ဒါ cheese ပေါ့နော် cheese ထည့်လိုက်ပြီးတဲ့အခါကျတော့မှသူ့ကိုနယ်ပေးပါမယ်အုံးသီးကတော့ဒါ ready made လာတာပါအမေရိကမှာကျွန်တော်တို့စီမှာရှိပါတယ် sweet coconut ဆိုပြီးတော့ရှိပါတယ်နော်ကဲဒါပြီးရင်တော့အစောနာကနှက်ထားတဲ့ဂျုံလေးကိုဒီလိုမျိုးလေးပေါ့နော်ပြပြလေးဖြစ်သွားအောင်အမ်ဒလင်းဒုံလေးနဲ့ပြပေးပါမယ် သူ့ကိုဒီလိုလေးပြားလိုက်မယ်ပေါ့နော်ပြားပြားပြားပြီးတဲ့အခါကျတော့မှအစောနာကအစာတွေအလုံးကို သူ့ထဲကိုထည့်ပါမယ်ထည့်ပြီးတော့မှပေါင်မုံပေါ်မှာဒီဂျုံသားပေါ်မှာပေါ့နော်ဒါလေးကိုပြင်ပြန်လေးခင်းလိုက်မယ်ခင်းပြီးတော့ဘေးနှစ်ဖက်ကိုပိတ်ပြီးတဲ့အခါကျတော့မှသူ့ကို roll လေးလုပ်ပေးပါမယ်အလိမ့်လိုက်လေးအလိမ့်လိုက်လေးလှုပ်သွားပေးပါရှင်အာဒီလိုလေးရပြီပြီဆိုလို့ရှိရင်တော့သူ့ကိုဒါလေးနဲ့ဖြတ်ပေးလိုက်ပါမယ် ဒါကိုကအကြီးလှုပ်ချင်တယ်ဆိုရင်လည်းအကြီးလှုပ်ပါနော်။နင်ကတော့တိတိလေးတွေပဲလှုပ်လိုက်တယ်။အာလှုပ်ပြီးတော့မှမဟုတ်ဖုတ်တဲ့ဘန်းလေးတွေကိုထည့်ပြီးတော့မှသူ့ကို oven ထဲမှာအာ9မိနစ်လောက်ထည့်ပြီးတော့ဖုတ်ထားလိုက်ပါတယ်။ Here we go ဒီမှာဒါဆိုလို့ရှိရင်တော့ crispy လေးနဲ့ပေါ့နော်စားလို့ကောင်းတဲ့ only cheese ပေါင်းမှုလေးရပါပြီ။ taste လေးကလည်းစားလို့ကောင်းတဲ့ America မှာကလည်း ကိုလိုချင်တဲ့အရာသာမဟုတ်ဘူးပေါ့နော်ဒါကြောင့်မို့လို့